မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းရဲအနေငယ်တိုက်ပွဲတွေညိတ်သက်နေရကနေတိုက်ပွဲတွေပြန်လည်ပြင်းထန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ15ရက်နေ့မှာအမတ်32ရဲတပ်ရင်းနဲ့ဒညဝတီရဲတပ်ဌာနချုပ်ဘက်က အရခတ်တက်တော်အေအေတမ်းများရှိရာမင်းတက်တောင်ဘက်ကိုလက်နက်ကြီးများနဲ့ပြစ်ခတ်မှုများရှိခဲ့ကြောင်းရွှေတန်းသတင်းအမြင့်ထံကသိရပါဗျ။ကြော့ဖြူဆေးရုံရောတက်တွင်းဆေးရုံနေမှာပါစစ်ခွေးလူနာတွေပြည့်နေလို့ဒဏ်ရာရတဲ့ကောင်းတွေကိုစစ်တွေကိုပို့တယ်လို့ပြောတယ်။ပေဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုပါနေဗီနဲ့တဲသွားတယ်လို့သိထားရတယ်လို့ကြော့ဖြူသတင်းအမြင့်ကပြောပြထားပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီကစစ်သုံးရင်းရင်းတစည်းနဲ့ပေဆုံးတဲ့ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ခွေးအကောင်200နီးပါးကို စစ်တွေမြို့ဘက်ကိုတည်ယူသွားကြောင်းရှေ့တန်းတရင်မြစ်ထံကသိရပါဗျ။ဒဏ်ရာရတဲ့စစ်ခွေးတွေကိုလည်းမောင်နေပြည်မှာရှိတဲ့ဂရင်တရားစစ်ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကကြောက်ဖြူတိုက်ပွဲတွေညင်သက်နေတဲ့ရပ်ပိုင်းအထွေမှာအမှတ်30နှစ်ရဲတပ်ရင်းကိုအင်အားဖြည့်တင်ပြီးတော့ဗန်ကားများဆောက်လုပ်ခြင်းနဲ့ဂရုချင်းများအလင်းမြန်တူးဖော်ခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒညာဝတီရဲတပ်ဌာနချုပ်အတွင်းကိုလည်းပြီးခဲ့တဲ့စက်တမ်ဘာလ17ရက်နေ့ကစစ်သည်မော်3စီးနဲ့အင်အားဖြည့်တင်မှုများပြုလုပ်ခဲ့ပြီးတော့ ကတပြေကာကင်းစခန်းများကိုပါအင်အားတွေခွဲဝေပို့ထားတယ်လို့သိရပါတယ်။ကြက်တိန်ဆိုင်ချုံရှောက်ချောင်းကြက်တော်ပြင်စီမော်ဥကင်းစတဲ့အေးအေးဆိုးမိုးထားတဲ့နေရာများကိုပါစစ်ခွေးတွေကပြန်လဲထိုးစစ်ဆင်ဖို့အတွက်အင်အားတွေဖွဲ့စည်းထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမုံရွာလမ်းမိုင်းမှာစစ်ကြီးကောက်နေတဲ့စစ်ခွေးများကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ခွေးလေးကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တင်ဘာလ16ရက်နေ့မနက်၈နာရီခွဲအချိန်ကမှမန္တလေးမုံရွာလမ်းမိုက်မှာပြည်သူများအပေါ်အနိုင်ကျင့်ဆက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေး၄ကောင်နေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့တော်လိုင်းရဲဘော်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်။မုံရွာမန္တလေးလမ်းမိုက်ကိုဒီကောင်တွေကိုယ်တိုင်ကဂိမ်းမှာအကုန်တားထားတာ ပိတ်ထားတဲ့သဘောမျိုးရောက်သွားတာပေါ့ကျွန်တော်တရင်ထောက်ဖို့အတွက်အဆင်မပြေတာတွေရှိပါတယ်ကျွန်တော်တို့ဖောက်ခွဲတိုက်ခိုက်တဲ့နေရာမှာကစစ်ခွေး6កောင်ရှိတာနှစ်កောင်ပဲထွက်လာနိုင်တယ်၄កောင်ကတော့အဲ့ဒီနေရာမှာတွေပွဲချင်းပြီးတည်သွားတယ်ဒီကောင်ကတော့ထိခိုက်ဒဏ်ရာရတယ်ဒီကောင်တွေကလမ်းသွားလမ်းလာပြည်သူတွေကိုဒုက္ခပေးနေတာဖမ်းဆီးတာရောငွေညစ်တာရောအခုဆိုရင်ဒီကောင်တွေနောက်ဆိုရင်လှုပ်ဖို့လက်တွန့်သွားတာဘောလို့မုံရွာခရိုင်ပြည်သူကာကွယ်တပ်မတော်တိုက်ရင်လေးတက်ခွဲနှစ်ကတာဝန်ရှိသူကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းစိတ်ဖြူမြို့နယ်မှာဇွန်လနဲ့ဩဂတ်လအတွင်းမှာတိုက်ပွဲ၅ကြိမ်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ခွေး14កောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့မှာစိတ်ဖြူမြို့နယ်စေမိုင်လမ်းဆောင်စစ်တပ်ဂိတ်ကနေကင်းယူရန်ထွက်လာတဲ့စစ်သားအယောက်20ဟာတော်လိုင်းတပ်ဖွဲ့များထောင်ထားတဲ့မိုင်းခွင်ပေါ်ကိုရောက်ရှိလာတဲ့အချိန်မိုင်းဆွဲတိုက်ခတ်ခဲ့ရာစစ်ခွေး10កောင်တိုက်ဆုံသွားပြီးတော့10ဦးအပြင်းထန်ဒဏ်ရာရရှိကအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲလည်းဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ဇွန်လ18ရက်နေ့မှာစိတ်ဖြူမျိုးပေါ်ကနေစစ်ကားတစ်စီးနဲ့ဆယ်မိုင်စစ်စေးရေးဂိတ်ဘတ်ကိုထွက်လာတဲ့စစ်ခွေးတွေကိုလည်းလမ်းမိုင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေး၃កောင်တိတ်ဆုံးက9កောင်အပြင်းထန်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။ဇွန်လ30ရက်နေ့မှာစိတ်ဖြူမျိုးပေါ်ကစစ်ကားနှစ်စီးနဲ့ထွက်လာတဲ့အင်အား30လောက်ပါတဲ့စစ်ခွေးများကိုလမ်းမိုင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့များကထမှန်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ခွေး၃កောင်တိတ်ဆုံးက9កောင်ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ အလားတူပဲဩဂတ်စ်လ23ရက်နေ့မှာစိတ်ဖြူမျိုးနဲ့လက်ဆက်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီး၃လုံးကျဲချတိုက်ခတ်ခဲ့ရာစစ်ခွေး၃កောင်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဩဂတ်စ်လ15ရက်နေ့မှာစိတ်ဖြူမျိုးနဲ့လက်ဆက်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone ဘုံသီး၅လုံးနဲ့ထပ်မံဘုံကျဲတိုက်ခတ်ရာရဲနာကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။စိတ်ဖြူမျိုးနဲ့အတွင်းမှာရှိတဲ့ကျင်းထွက်လာတဲ့စစ်ခွေးတွေစစ်ကားတွေနဲ့လက်ဆက်ရဲစခန်းကိုဇွန်လနဲ့ဩဂတ်စ်လအတွင်းမှာတိုက်ခိုက်ခဲ့တာ စစ်ခွေး14កောင်တိတ်ဆုံးပြီးတော့28កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေတိုက်ခိုက်မှုပြုလုပ်ပြီးတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့စိတ်ပြူမြောက်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်တထုံမြို့ကတထုံအချင်းတော်ကနေအပြင်တရားရုံးကိုရုံးထုတ်တဲ့အချိန်အချုပ်သားတွေစက်တဘာလ15ရက်နေ့မနက်9:00နာရီကထွက်ပြေးမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တထုံမြို့နယ်တရားရုံးကိုရုံးထုတ်ပြီးတော့ညနေ4:00နာရီလောက်ကတထုံအချင်းတော်ကနေအချုပ်ဆောင်ကိုပြန်ပို့တဲ့အချိန်အချုပ်ကားတကားအဖွဲ့မှထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အမှုရင်ဆိုင်နေသေးတယ်ထွက်ပြေးတာပါအချုပ်ကားတကားအဖွဲ့မှာကားပေါ်ကနေခုံချပြီးတော့ပြေးတာခုနှစ်ယောက်ထွက်ပြေးတာပါ ထောင်ဝါရာတွေနဲ့ရဲတွေလိုက်ဖမ်းတာတုံးရောက်ကိုတော့တမ်းမိတယ်လို့ဖြစ်စဉ်ကိုသိရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။တထုံအချင်းတော်ရဲ့နဘေရာဘာချန်နယ်ကိုဝင်ပြေးကြတာကြောင့်လေးဦးလွတ်မြောက်သွားတယ်လို့သိရပြီးတော့စစ်တပ်ကတော့မနေ့ကမနေ့ပိုင်းမှာလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။မနေ့ကမနေ့ကထောင်ပိုင်ကြီးရဲ့အိမ်မှာခရိုင်ရဲတွေရောက်နေတယ်။ထောင်ပိုင်လည်းညှိမဲ့ထင်းနေခုနှစ်ယောက်ပြေးတာမှာတုံးယောက်ပဲပြန်မိတယ်။အကုန်လုံးကအမှုကြီးသမားတွေလို့ပြောတယ်။အဲ့ဒီတဲကပေါင်မျိုးတွေကလူသက်တရားခံတယောက်လဲလွတ်သွားတယ်လို့အချင်းတော်နဲ့နှိဆက်သူတို့ကရှင်းပြထားပါတယ်။ စစ်ကောင်မရှင်ခရိုင်ရဲတပ်ဖွဲ့ကမနေ့ကမနက်ပိုင်းမှာထောင်ပိုင်းကြီးနဲ့မြို့နယ်ရဲတပ်ဖွဲ့ကအရာရှိတချို့ကိုခေါ်ယူမေးမြန်းနေတယ်လို့သိရပြီးတော့တထုံဖန်လမ်းမကြီးနဲ့တထုံပေါင်းလမ်းမကြီးကခရီးတဲ့တင် ကားတွေကိုလည်းဆစ်ဆင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဒဝင်းမြို့နယ်အရှိတော်ဒေသရကန်းစင်တောင်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတွေယာယီတပ်ဆွဲထားတဲ့နေရာကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ14ရက်နေ့ညပိုင်းကစတင်ပြီးတော့ဒဝင်းမြို့နယ်အရှိတော်ဒေသဗကာယီရွာမှာရှိတဲ့ရကန်းစင်တောင်ဖုန်ကြီးကျောင်းမှာအင်အားတရာကျော်နဲ့ယာယီတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုထိတွေ့တိုက်ပွဲဟာစက်တဘာလ15ရက်နေ့အထိပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုများပြားခဲ့တဲ့အတွက်ယာယီတပ်ဆွဲထားတဲ့နေရာကစစ်ခွေးများပြန်လည်ဆုတ်ခွာသွားတဲ့အတွက်တော်လည်းတပ်ဖွဲ့များကတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုတိမ့်ပိုက်ခံရပြီးတဲ့နောက်စစ်ခွေးတွေကရက်ကန်းစင်တောင်ကိုလေရင်နဲ့ဇက်တိုက်ဘုံကျဲတက်ခတ်ခြင်းကြောင့်တိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့ပြည်သူများထိခိုက်မှုရှိကဖုံးကြီးចောင်းဆောင်များလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကရက်ကန်းစင်တောင်ကနေဆုတ်ခွာပေးလိုက်ရတော့လေ ်ဗကားကြီးရွာရဲစခန်းအတွင်းမှာအကြမ်းဖက်စစ်သားအများအပြားရှိနေသေးပြီးဒဝဲမျိုးဘက်ကနေလဲစစ်ကူအများအပြားပို့ဆောင်နေတဲ့အတွက်ကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ခွေးအင်အားတရာကျော်နဲ့တပ်ဆွဲထားတဲ့ရကန်းစင်တောင်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာပါ။ရကန်းစင်တောင်ကိုတော့သိမ့်ပတ်နိုင်ခဲ့တယ်လို့သိရတယ်။တိုက်ပွဲကဆက်ဖြစ်နေတော့ပဲဗကားကြီးရွာတွေကရဲစခန်းမှာလဲစစ်ခွေးတွေအများကြီးကြံသေးတယ်။နောက်ပြီးတော့ဒဝဲဘက်ကလည်းစစ်ကူတွေအများကြီးပို့ထားတယ်လို့သိရတယ်။မြေပြင်မှာတော့စီရီတင်းမာနေတော့ပဲ။ မင်းကဒီကောင်တွေတက်ဆွဲထားတဲ့နေရာအသိမ်းခံလိုက်ရပြီးတဲ့နောက်စစ်ခွေးတွေကလေရင်နှစီနဲ့ဘုံလာကျဲသွားပါတယ်ပြည်သူတွေထိခိုက်မှုရှိတယ်ရက်ကန်းစင်တောင်ဖုံးကြီးကြောင်လည်းပျက်စီးသွားတယ်လို့ဒေတာတွင်းစီရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အခုလိုမျိုးထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုများပြားပြီးစစ်ခွေးအလောင်းများနဲ့တန်ရရှိသူများကိုမြေသေးကားများနဲ့ဒဝယ်မျိုးပေါ်ကိုပို့ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာရှိတဲ့ကြေးရွာနှစ်ရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နှစီးနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ၆ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တင်ဘာလ16ရက်နေ့မွန်းလွဲတနားရီ16မိနစ်ကနေ24မိနစ်အထိအကြမ်းဖက်ဆက်တပ်ရဲ့ဒရုန်း၄တပ်နဲ့မိထီလာ၄တပ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးဟာဒီယာရွာနဲ့အုတ်ကံရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းဒီယာရွာနဲ့အုတ်ကံရွာကကလင်းငယ်များအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့တယ်လို့သိရပါဗျ။ မနေ့ကမွန်လွဲပိုင်းမှာဒီရွာရွာအနီးနဲ့အုတ်ကန်ရွာအနီးကိုစစ်ခွေးတွေရဲ့ဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့မိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးတို့ကလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုတ်လုသွားတာကျွန်တော်တို့ကနအုပ်တိထားရတာကတော့တေဆုံးသွားတဲ့ပြည်သူ၆ဦးအထိရှိသွားပြီဒီတဲ့ထဲမှာကလေးငယ်တွေလည်းပါဝင်ပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေကပေါင်900ဘုံးနဲ့ပေါင်300ဘုံးတွေကျဲချတိုက်ခိုက်သွားတာပါလို့ Wallet Informational Network ကတာဝန်ရှိသူကရှင်းပြထားပါတယ် အလားတူပဲမရရမြို့နယ်အင်ဂျင်မြန်ရွာကိုလည်းအကြမ်းဖက်ဆက်တက်ကစက်တမ်ဘာလ23ရက်နေ့ည9နာရီကမှ112ရေနဲ့ဘုံဆက်နှလုံးကျဲချတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူနာဦးတိတ်ဆုံးခဲ့ရကြောင်းတင်ပြရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ပေါ့မြို့နယ်နဲ့သခိုင်းတိုင်းကဏီမြို့နယ်တို့မှာရှိတဲ့ကြေးရွာများကိုအချက်မဲ့ဆက်တက်ကဆက်တက်လေထီးများလေရင်များနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြိုင်မြို့နယ်မှာမနေ့ကစက်တင်ဘာလ16ရက်နေ့ညနေ4:50မိနစ်ခန့်မှာပခုတ်ကူတပ်မတရားတက်ကနေတက်လာတဲ့ဆက်တက်လေထီးနှစ်စီးကမြို့နယ်အနောက်မြောက်ပိုင်းမှာရှိတဲ့ကြေးရွာများကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။ကဏီမြို့နယ်မှာမနေ့ကစက်တဘာလ16ရက်နေ့ညနေ6:00နာရီကျော်လောက်ကစတင်ပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စက်တပ်၄ထီနှစ်စီးဟာမြို့နယ်တောင်ချမ်းမှာရှိတဲ့ခြေရွာများကိုဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့၄ချောင်းတက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။အလားတူပဲပေါင်းမြို့နယ်မှာမနေ့ကစက်တဘာလ16ရက်နေ့နေ့လယ်7:42မိနစ်ခန့်မှာနေပြီးတော့အီလာ၄တက်ကနေတက်လာတယ် SU-30 Jet Fighter တစ်စီးကမြို့နယ်အနောက်မြောက်ချမ်းမာရှိတဲ့ကျေးရွာတရွာကိုလေကြောင်းကနေပြီးတော့ဘုံးကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ဂျပန်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းပြည်သူများထိခိုက်မှုမရှိတော့လဲစစ်ခွေးတပ်ကလေကြောင်းတိုက်ခတ်မှုများဆက်လက်ပြီးတော့လှုပ်ဆောင်လာမှာကိုပြည်သူများကစိုးရိမ်ပြီးတော့တင်းရှောင်နေရတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေကလေရင်တွေစစ်တပ်လေထီးတွေနဲ့ဘုံးကျဲသွားတာပါ။ပေါင်းမြို့နယ်ကိုကျဲချသွားတော့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရတယ်။ မြိုင်နဲ့ကဏီကပြည်သူတွေထိခိုက်မှုရှိမရှိတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။အချမ်းဘတ်စစ်ခွေးတပ်ဟာမကွေးတိုင်းအတွင်းမှာရှိတဲ့မြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်ကခြေရွာများကိုလေကြောင်းကနေပြီးတော့နေစဉ်ဘုံကျဲတိုက်ခတ်နေခြင်းဖြစ်ပြီးခြေရွာနေပြည်သူများဟာလည်းရွာတွေကနေတင်းရှောင်တွေကဘေးလွရာမာနေထိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ